အားလုံးပဲမင်္ဂလာပါခင်ဗျာကောင်းစတဲ့နေ့ကျွန်တော်အပြားလဲကြိုဆိုလိုက်ပါရခင်ဗျာခုတင်ဆက်ပေးမယ့်ရုပ်သံဗီဒီယိုဖိုင်လေးကတော့ကာဂျိုကြီးမင်းအောင်လိုင်းဒိုက်ကြီးစင်သွားတဲ့အပေါ်သုံးသပ်ပြလာတဲ့ဆရာတော်မင်းတုံညာရုပ်သံဗီဒီယိုဖိုင်လေးကိုတင်ဆက်ပေးလိုက်ပါရခင်ဗျာဒရမဆရာတော်မင်းတုံညာကအဲ့ဒီအကြောင်းနဲ့ပတ်သက်ပြီးဘာတွေဘလို့သုံးသပ်ပြောဆိုထားသလဲဆိုတော့အားလုံးဝင်ရောက်ကြည့်ရှုလေ့လာသုံးသပ်ဝေဖန်ပေးကြပါအောင်ခင်ဗျာအားလုံးကိုလည်းကောင်းစတဲ့နေ့ထက်တော့အထူးပဲကျေးဇူးတင်ရှိပါရခင်ဗျာ ဆရာတော်ဆရာတော်ဒွေဥတော်လိုက်ဘလို့စပြီးတော့ပါဝင်ဖြစ်လာတာလေအဲ့ဒါလေးအကြောင်းအရာလေးပြောပြပေးပါဦးဟုတ်ကဲ့ဦးဇင်းတော်ကတော့ဒီနေဦးတော်လိုက်ရေးဆိုတာချက်ပေါ့နော်ဟို1998လောက်တည်းကနေစပြီးဒီဆိုင်မမတ်ဆရာနာရှင်ပြုတ်ကြရေးကိုဆောင်ရွက်ခဲ့တာပါအဖြစ်လို့လည်းရေးဆိုတော့ဦးဇင်းတော်ရဲ့နိုင်ငံဟာကမ္ဘာပေါ်မှာပြောင်းကြည့်မယ်ရေးဆိုရင်နော်ကျွန်းတိကြောက်တံတရမြားညချောင်းအင်းအိုင်ပင်လေစိတ်ကန်း အစရှိတဲ့ဖြစ်ပေါ့နော်ကျွန်းတိကြောက်တဲ့ပရမယာရေနံကမထွက်တာမရှိဘူးအာလုံးပြည့်စုံတဲ့အတိုင်းပြည်ကြီးတစ်ခုဖြစ်တယ်1962ခုနှစ်ဆီယနာရှင်ဒီအာနာမသိန်းကင်ကလည်းပြည်သူတို့ဟာဒီအရှိတောင်အာရှအာရှမှာဟေးဆိုလို့ရှိရင်ချမ်းသာတဲ့နိုင်ငံတစ်ခုဖြစ်တယ်ဝီဇင်းတို့ရဲ့နိုင်ငံမှာဒီအပြည်ပြည်ဆိုင်ရာလင်းဝင်ဖွင့်ပြီးတဲ့အချိန်မှာစင်ကာပူတို့ဒီနာမလေးတို့ထိုင်းတို့မှာကမဖွင့်ရသေးဘူးအဲတော့ဝီဇင်းတို့ကရှေ့ကိုအများကြီးရောက်တယ်ပြောမယ်ဟေးဆိုလို့ရှိရင် ဦးဇင်းတို့စင်ကာပူကဝန်ကြီးချုပ်လင်ခွင်ယူတို့ကိုယ်တိုင်ပြောခဲ့တဲ့စကားတွေလည်းရှိပါတယ်။နောက်နှစ်ပေါင်း၂၀ကြာရင်မြန်မာနိုင်ငံမိရမေဟေဆိုတဲ့မှတ်တမ်းတွေလည်းရှိပါတယ်။ဒါပေမဲ့ပြောချင်တာကဦးဇင်းတို့တိုင်းလူပြည်သားတွေဟာမစင်းရဲတဲ့မင်းနဲ့စင်းရဲသွားတာဟာဦးဇင်းတို့ပြည်သူရဲ့ဘုံရံသူဆက်အနာရှင်ကြောင့်ပဲ။ဆက်အနာရှင်တွေအာဏာမသိမ်းခဲ့ဘူး။ဦးဇင်းတို့ဒီမိုကရေစီစနစ်တင်နေပဲဆက်သွားခဲ့မယ်ဟေ့ဆိုရင်ဦးဇင်းတို့ရဲ့နိုင်ငံဟာယနေ့လိုအခြေအနေကြောက်ရွံ့မှာမဟုတ်ဘူး။ဦးဇင်းတို့နိုင်ငံသားတွေကအလုံး တကယ်ဦးနုတို့ပြောခဲ့တဲ့ပြည်တော်ဒါစီမံကိန်းရเนาะတိုက်ပိုင်ကားပိုင်လုပ်ငန်းရှင်ပိုင်အားလုံးခုနကပြောခဲ့တဲ့စနစ်ကြတဲ့အတိုင်းပြည်တခုဖြစ်နေမှာပါဒီလိုစနစ်ဆိုးကြောင့်ရောက်နေတာကိုမြင်တွေ့တဲ့အတက်ကြောင့်ဦးစင်းဟာဆက်အနာရှင်ညီကုန်းချုပ်ရေးနဲ့ပြည်သူလူထုတွေစစ်ကြုံဘဝကလုံမြောက်ရေးကိုတောက်လျှောက်ကြိုးစားခဲ့တာပါအဲဒီလိုကနေပြီးတော့ဦးစင်းတို့ကစာပေဝိုင်းတွေစာကြည့်တိုက်တွေဒါအင်တာနက်တွေပညာပေးတွေပညာရေးတွေပေါ့နော်ကွန်ပျူတာအင်္ဂလိပ်စာပြင်တဲ့ ဂျပန်စာကြည့်တယ်ပြင်ပါရာဗီရတင်တန်းတွေအခမဲ့တင်တန်းတွေပညာရေးမြင့်တင်ရေးလုပ်ငန်းတွေကိုတောက်လျှောက်လုပ်ခဲ့ပါတယ်။အပြည်သူလူထုတွေမြင်ပွင့်မှဆက်နာရှင်ဒီကုန်းချုပ်မှဝင်းစင်တို့လွတ်မြောက်မှနော်။ဒါကြောင့်ဦးစင်ဟာစူးစမ်းခဲ့တယ်။ဒါကြောင့်ဝင်းစင်တို့နှစ်ထောက်ခွန်ရှိွားရောက်မှဟဲ့ဆိုရင်လည်းဒါဦးစင်တို့ကိုယ်တိုင်ဦးဆောင်ပြီးတော့ဆက်နာရှင်ကိုတော်လှန်ခဲ့တယ်။အဲစိတ်မြင့်နေရစွာဦးစင်တို့ဦးကံပြည်သားတို့ပညာသီရိတို့ဦးကေတရတို့စာကြည့်တယ်ပြင်ခေါင်းဆောင်တွေနဲ့ဦးစင်တို့အတူတူစပွဲဝိုင်းမှာဦးစင်ကိုယ်တိုင်စိတ်မြင့်နေရေးပြီးတော့နှစ်ထောက်ခွန်ရှိွားရောက်လဲဦးဆောင်ပြီးတော့တော်လှန်ခဲ့တာဖြစ်ပါတယ်။ အဲဒီမတိုင်ခင်မှာလည်းပဲဦးဇင်းတို့ဓမ္မနဲ့ငြိမ်းချမ်းရေးဆိုပြီးတော့မြောက်ဒီမင်းကြီးဆရာတော်တို့တွေနဲ့ဓမ္မဘတ်တော်ဒါတန်ဃာတော်တွေစုစည်းပြီးတော့ဓမ္မဆောင်မတွေရေးဦးပိစပက်တင်နဲ့တင်းနှစ်တုံးဇေဝရောင်ဆိုင်စာကြည့်ဒီပြင်စာအုပ်တွေထုတ်ပြီးတော့လည်းဦးဇင်းတို့ကဆောင်ရွက်ခဲ့တာပါအဲတော့အာနာရှင်အာနာမသိခင်နဲ့ကိုကလည်းပဲမြောက်ဒီမင်းကြီးဆရာတော်နဲ့ဦးဇင်းနဲ့ဟေဆိုရင်ဒါဇန်ဒီဖတ်ရဲ့ပေ့ဒီမှာအဘက်စင်တွေလည်းတောက်လျှောက်ပြောခဲ့တာပါအဲတော့ပြောချင်တာရပါလေဟေဆိုတော့2021အာနာမသိခင်နဲ့ကဦးဇင်းတို့ကဓမ္မနဲ့ငြိမ်းချမ်းရေးတွေဖွဲ့ပြီးတော့ဆရာနာရှင်ရေးဆွဲထားတဲ့ ဒီ2008ခြေဥဟာတနည်းအားဖြင့်ပြောရင်တို့စစ်ကြုံတက်တန်းရှည်ရေးပဲဖြစ်နေတယ်။ဒါကြောင့်ဒီဥစ္စာတွေပြင်ဆင်ရေးတွေပြန်လည်ရေးဆွဲရေးတွေကစားဥစဉ်တို့ကတောက်လျှောက်လူစားပါဝင်ခဲ့တာပါ။တို့တော်လည်းပဲသိတဲ့အတိုင်းပဲဆရာနာရှင်ကသူဆွဲထားတဲ့ဥပဒေကိုသူကိုယ်တိုင်လည်းမလိုက်နိုင်ခြင်းမရှိပါဘူး။တို့ရဲ့ဥပဒေထဲမှာရေးဆွဲထားတာရေးဆိုရင်ဒါအချုပ်ချာအာဏာပေါ့။ပြည်သူထံမှစင်တက်သည်ဆိုတာတို့ရေးဆွဲထားတာ။တနည်းအားဖြင့်ပြောရင်ပြည်သူပိုင်နဲ့အာဏာပေါ့။အခုပြည်သူပိုင်နဲ့အာဏာကိုတို့ကမတရား တိမ့်ပိုက်လိုက်တဲ့ဟေ့ဆိုတာဒါကြည်ရူအာနာကိုခိုးယူလိုက်တာခိုးယူလိုက်တဲ့ကွာအာဓမအဲ့တော့ဓမ္မနဲ့အာဓမဟေ့ဆိုတာဓမောတဘာဝံဒါရီတီတီဓမောဆိုတဲ့အတိုင်းကိုစင်တို့တဘာဝဓမ္မတွေမဖြစ်တော့ရင်ဒါတွေဟာကိုစင်တို့အာဓမပါပဲအဲ့တော့စစ်သက်ဆိုတာတိုက်လူပြည်သားများရဲ့အတအိုးရင်စီးစဉ်ကိုကာဝယ်စောင့်ရှောက်ခြင်းလုပ်ရမယ်ဒီလို့ကိုမလုပ်တော့ဘူးဟေ့ဆိုတဲ့ကွာဒါဟာအာဓမပဲဒါကြောင့်မလို့အာဓမတွေဖြစ်လာပြီဟေ့ဆိုရင်ကိုစင်တို့ရဲ့တာဝန်ဟာကိုစင်တို့စာရိတ္တဒီလလို့ခေါ်တဲ့ဒါတင်္ဂလောဝါရတုံမှာကိုစင်တို့ရဲ့ကျင့်ဝတ်ရှိတယ် မကောင်းမြတ်တာကောင်းရဲ့ညွန်လေးအသေးဟောကျူနာဘူးထက်မှနဲ့ထန်တင်ရမြတ်တာလေးပြုရန်မှု၆ခုလွန်တည်ကြဆိုတာဦးစင်းတို့တိုင်းလူပြည်သားတွေကိုနော်ရဲရဲဆက်ဆက်တက်ဖြတ်တဲ့ဘုန်းကြီးတွေကစားတက်တဲ့ယနေ့တည်းထောင်ထဲမှာဘုန်းကြီးတွေအပါဝင်ပညာရှင်တွေဝန်ကြီးချုပ်တွေတောင်ဆန်းစုကြည်တို့နော်ဒါအိတ်ဆက်ခံနေကြရတယ်အငင်းမက်ခံနေကြရတယ်အခုပဲဒါကဗျာကိုစောဝူရဲ့တမီးလေးကအပြစ်မရှိဘဲနဲ့ထောင်ထဲမှာညီမနှိမ့်ဆက်ခံရလို့ယနေ့ပဲဒါပေတဲ့ဇင်းထွက်လာတာအလုံးဝင်ကြည့်ကြပါအဲ့ဒီလိုမျိုးတွေဟိဆိုတော့ဒီအာဓမ္မတွေကိုဦးဇင်းတို့ကတော်လှန်နိုင်ဖို့ဦးဇင်းတို့အားလုံးကတောင်းရင်ရှိတယ် ဒါကြောင့်အာရမတွေညီကုန်းချုပ်ပြီးတော့ဓမ္မလမ်းကြောင်းအမှန်ကိုရောက်ဖို့ဆိုပြီးတော့လူစီရန်တဆိုင်မမက်စ조사နေရာကနေပြီးတော့ဒီစစ်အာဏာရှင်အာဏာသိမ်းလိုက်တယ်အာဏာသိမ်းလိုက်တဲ့အခါကျတော့ဦးဇင်းတို့ကဆက်လက်ပြီးတော့ဒီတံမုံတိတာအပါဝင်ပေါ့စကားဝိုင်းနေနေဟောပြောပြီးတော့ဒီလူလူတွေကိုဓမ္မနဲ့အာဓမ္မဘက်မှာဓမ္မဘက်မှာရက်ပါအာဓမ္မဘက်မှာမရက်ပါနဲ့ဆိုပြီးတော့ယနေ့တည်းထိတာတဆိုင်မမက်ဒေါ်လာနေစေဖြစ်ပါတယ်ဟုတ်အခုဒီမနေ့ကလောက်ကနေစပြီးတော့မှာဒါကျွန်တော်တို့ဒီအကြပ်စစ်ကောက်စီမဲအောင်လာရဲ့သတင်းကဒါကျွန်တော်တို့ထိုင်းဘက်မှာလည်းပြန်နှက်လာတယ် နောက်ပါမှမြန်မာလူမှုကွန်ရက်ပေါ်မှာလည်းဒါကျွန်တော်တို့ပြန်လည်လာရတယ်ပေါ့နော်အဲ့တော့ဟိုထိုင်းဟိုအာဒီကျွန်တော်တို့အချက်ပဲစစ်ကောက်စီဘေးအောက်လည်းလာပဲတဲ့လာပဲဆိုတော့ဒီအစည်းအဝေးတွေပါတက်ပဲပေါ့နော်အဲ့ဒီအပေါ်ပါဖိုးဖိုးရဲ့အပြည့်တုံးသက်ချက်လေးကိုဒါပြပြပေးပါဦးဟုတ်ကဲ့ဘူးဒီနေနဲ့ပြောမယ်ဆိုရင်မဲအောင်နိုင်ကအလုံးမဲတိကြတဲ့အတိုင်းပဲအာနာကိုမတရားတင်ပိုက်လိုက်တယ်ပြည်သူပိုင်နဲ့အာနာကိုသူကမတရားတင်ပိုက်လိုက်တယ်ပြီးတော့သူကိုယ်တိုင်ပြောထားတဲ့ဂရီတွေကိုသူကိုယ်တိုင်ဖိုးပေါက်လိုက်တယ်ကျွန်တော်တို့ကတော့မဲနိုင်တဲ့လူကိုကျွန်တော်တို့မဲပေးပြီးတော့ ာနာအနှင်းပြီးတော့ဆောင်ရွက်တော့မှာပါဆိုတာသူကိုယ်တိုင်ပြောခဲ့တာနော်လူဆိုတာဂရိတည်ရတယ်တစ္ဆာရှိရတယ်ဂရိမတည်တစ္ဆာမရှိတဲ့လူဟေ့ဆိုတာတနည်းအားဖြင့်ပြောရင်တလိစ္ဆာတဲ့အောက်တန်းကြတဲ့လူပဲအဲ့တော့သူကအာနာကိုမတရားသိမ့်ပိုက်လိုက်တဲ့အခါကျတော့ဘုရင်တို့ဒါအစိုးရရဲ့ဝန်ထမ်းလုပ်နေကြတဲ့နော်ခုနပြောခဲ့တဲ့အာရဲတွေစစ်သားတွေဘုရင်တို့ကျမ်းမာရေးဝန်ထမ်းတွေနော်လောက်ဝကတွေစရှိတယ်ပြီစီရီယံလောက်လာကြတယ်တနည်းအားဖြင့်ပြောရင်စီရီယံမဟေ့ဆိုတာလူမိုက်တွေနဲ့မပေါင်းဘူးဆိုတာပါပဲနော်အာဒီဝနာစပါလနာမှာပဲ လူမိုက်ရဲ့အမိန့်ဩဇာတွေကိုလက်မခံဘူးလူမိုက်လုံနေတဲ့များဟာတွေကိုငါတို့လက်မခံဘူးဟေ့ဆိုတာလုပ်ကြတာပါအဲကြောင့်မလို့ပြည်သူလူထုကြီးဟာမိစ္ဆာကောင်မရောင်းနိုင်တို့ရဲ့အာဏာသိမ်းမှုကိုလက်မခံဘူးဆိုပြီးတော့တန်းနဲ့ချီပြီးတော့မြို့တိုင်းရွာတိုင်းမှာထပ်ပြီးဆန္ဒပြကြတာအလုံးမြင်ပါပါအဲ့တော့ပြည်သူတွေလက်မခံဘူးနော်လက်မခံတဲ့အတွက်ကြောင့်ဆရာနာရှင်ကသူ့အာနာကိုလက်ခံရေးအတွက်ဟေ့ဆိုပြီးတော့သူပါလို့တယ်လေသူဟာခုနကပြောခဲ့တဲ့တပ်ဖြတ်ခြင်းတွေကိုလုပ်တာပဲရဲဆက်ဆက်တပ်ဖြတ်တယ်ပြစ်တယ်အဲ့ဒီကြောင့်မှဥစဉ်တို့ဒီပြည်သူလူထုတွေက အဲ defensive ဆိုတဲ့ကိုကိုကိုခုခံကာကွယ်စစ်ကိုဆင်နေကြတာပဲသူမီးလေးတွေနဲ့ဆင်နေကြတာပဲအဲ့တော့ပြောချင်တာကအဲ့ဒီလူကနေပြီးတော့လှုပ်လာတဲ့အခါမှာမင်းအောင်ဟန်ကအလုံးမသိကြတဲ့တည်းမှာစစ်တိုင်းဌာနချုပ်တွေကစအကုန်လုံးပြုတ်ပြုတ်ပြုံးလာအဲ့တော့ပြည်ထင်မှာပြောရမယ့်ဟေ့ဆိုရင်အဲသူစစ်တက်စစ်သားတွေကိုယ်တိုင်ကအစနော်လက်မခံတော့ဘူးအခြေအနေဖြစ်လာတယ်အဲကြောင့်မလို့ဘုံကြီးတွေဘုံမှုတွေအများကြီးပဲဒါစီဒီအမ်လှုပ်လာကြတာတွေရှိတယ်အဲ့တော့သူကပြည်ထင်မှာသူ့ရဲ့ပါဝါဟာကျလာတယ်နော်ဒီပအနေနဲ့ကြည့်တဲ့ဟေ့ဆိုရင်လေဒီမိုကရေစီလူဒါချင်းစာနာတဲ့နိုင်ငံကြီးမှန်တယ်များသူဘယ်မှလူရမသိညာ ဲ့တော့သူ့ရဲ့ဩဇာအာဏာပါဝါကျလာတဲ့အတွက်ကြောင့်သူကမလုပ်တယ်လေဟေ့ဆိုတော့နိုင်ငံကြီးကိုထိုးရောက်မယ်ဩဇာအာဏာပါဝါတည်ဆောက်မယ်ဆိုပြီးတော့ဒါရုရှားကိုသွားတာအာလုံးမင်းသိကြတဲ့အတိုင်းပဲဒါရုရှားမှာရေးဆိုရင်လေသူတို့ရဲ့စစ်ဗိုလ်တွေကိုတတလုံးအဲ့ဒီကိုနော်ကြုံခံခိုင်းထားပြီးတော့အဲရုရှားရောင်းတဲ့ဟာမှန်တယ်များကိုဦးဇင်းတို့ရဲ့တိုင်းပြည်ကတယံဇာတတ်တွေနဲ့လဲဖယ်ပြီးတော့ဦးဇင်းတို့ရဲ့တိုင်းပြည်မှာလည်းကျွန်းတိကြောက်တယ်ပြပြဘာမှမကြံတော့ဘူးလိုတာမှန်တယ်များထိုးရောက်လာပဲသူကြီးလည်းကသူ့ရဲ့လုပ်ငန်းတွေကိုလက်ခံဖို့ဖြစ်ဆိုပြီးတော့ဦးဇင်းတို့ဒါတရုတ်ဖေးဆိုရင်လည်းမြင်းတဲ့တိုင်းပဲနော်လက်ကောင်တောင်ကျင်းဒီတော့ နော်ဘာရှိတော့အရင်အဲ့တောင်ကြီးတွေစပယ်တောင်တို့ရေးဆိုတာဦးဇင်းတို့ရောက်နေတာပဲအဲ့ဒီမှာအကုန်လုံးထွက်တာအခုတော့တောင်မှာပြုတ်သွားတဲ့အပြင်ကိုအဲ့တောင်ကြီးတွေဟိုးအောက်တွေအထိဖောက်ယူပြီးတော့မြေကြီးတွေအစားတယုတ်ပြည်ကိုတည်သွားတာအဲ့တော့ရုပ်ရည်ဆိုရင်မင်းအောင်လည်းသူအာနာပါဝါတည်မြဲရေးအတွက်တနင်္ဂနွေလုံးမှာရှိတဲ့မြတွေကိုလက်ညှိုးထိုးပြီးတော့ရောက်လာပါဒါထိုင်းရုပ်ရည်ဆိုရင်လည်းဒါအားလုံးယရနာ gas pipeline တွေနော် gas တွေအကုန်လုံးရောက်စားထားတာလေအားလုံးမြင်ရတဲ့အတိုင်းပါအဲ့တော့ပြောချင်တာအရာကသူ့ကိုလက်ခံဖို့ဟေ့ဆိုရင်ဒါပဲပေးရပေးရနော်ပြည်သူပိုင်နဲ့နိုင်ငံကြီးကို သူ့အာနာနဲ့မတရားကိုပိုင်လုတ်ပြီးတော့ထုတ်ကြွေရောက်စားပြီးတော့သူ့အာနာအတွက်အသုံးချခြင်းဖြစ်ပါတယ်။ဒါကြောင့်သူဟာတိုင်းကိုမရအရာဆက်တွေ့ပြီးတော့လိုရာမဏမြပေးပါမယ်သူ့ကိုဒါလူရပြင်းပေးပါဟေးဆိုပြီးတော့ဒါအာနာကိုခုလုံးလုတ်ပြီးတိုင်းပြည်ရောက်စားတဲ့စီမံကိန်းတစ်ခုပါပဲ။ဟောအဲ့ဆိုလို့ရှိရင်တော့အခုဒီအကြက်ဘက်စစ်ကောင်စီဘေးအောင်လိုက်ထိုင်းကီးစီလာဖို့ဆိုတာကဒါတကယ်တကယ်တော့ဒါသူသူ့ကိုသူသူလူရဝင်ဖို့အတွက်ကြိုးစားတဲ့ဆိုတဲ့ပုံစံအသွင်ပြေလောက်ပဲဒါပေါ်ပေါ်ထွက်တယ်လို့ဒါကျွန်တော်တို့သုံးသပ်လို့ရတာပေါ့နော် အဲ့တော့အခုဒါကျွန်တော်တို့ဒီထိုင်းဘက်အပြေတက်ကိုဘယ်လိုမျိုးတုံ့တက်မလဲဟာဒီထိုင်းဘက်ဒီထိုင်းဘက်အခြေအနေတော့ဟောပေါ့ဟုတ်ထိုင်းဘက်အနေနဲ့ကိုဦးဇင်းတို့အနေနဲ့ပြောချင်တာအရာကတော့ဟိုပြည်လူလူလူကိုညံ့နာမှုရမယ်နော်ဘာလို့လဲဆိုတော့ယနေ့ထိုင်းမှာရေးဆိုတာဦးဇင်းတို့ပြည်လူလူလူတွေကတန်းနဲ့ချီပြီးတော့ရှိတယ်ဦးဇင်းတို့တန်းနဲ့ချီနေတဲ့ပြည်လူလူလူတွေရဲ့လှုပ်အားကြောင့်ထိုင်းနိုင်ငံကတိုးတက်နေတာအားလုံးဘာမှညင်းမရဘူးဒါကြောင့်လည်းပြည်ထိုင်းရပညာရှင်တွေသူတွေဒီဒီအားလုံးကလည်းပြည်ဒါတွေကိုစနစ်တကျနော်သူတို့ပြောကြတယ်ရေးကြတယ်မြန်မာနိုင်ငံက ဒါပြည်သူလူထုတွေဟာဟေ့ဆိုရင်ဒါထိုင်းနေမလုပ်ချင်တဲ့အလုပ်တွေတက်ဆွဆံများလုပ်နေကြရတယ်။ဒါကြောင့်လည်းပဲတရားတွေပြိုကြတာအစားဥစဉ်တို့နိုင်ငံသားတွေဟာခဏခဏအသက်တွေစည်းနေရတယ်။နော်ခဏပြေကြတဲ့တိုက်အမြင့်အကြီးတွေနော်စောက်လုပ်ရေးတွေအာဆေးတုတ်တာအဆရှိတိဖြစ်ပေါ့။နော်တကယ်အသက်ဆုံးပြီးတော့အကျန်းလုပ်နေရတဲ့လုပ်ငန်းတွေမှန်တယ်များမှာနော်ထိုင်းနေမလုပ်ချင်တဲ့လုပ်ငန်းတွေလည်းဥစဉ်တို့နိုင်ငံသားတွေအာလုံးလုပ်နေကြရတာပဲ။ဒါကြောင့်တို့တို့ပညာရှင်တွေကိုယ်တိုင်ကလည်းပဲဒီပြည်သူလူထုတွေရဲ့လုံအားတွေကိုလိလူရှုဖို့ဆိုပြီးပြောထားတယ်။ဒါကြောင့်အစိုးရအနေနဲ့ကနော်ကိုယ်နိုင်ငံအတွက်အကျိုးရှိအောင် ဆောင်ရွက်ပေးနေတဲ့ပြည်သူလူထုရဲ့မျက်နှာကိုကြည့်ပါဒီပြည်သူလူထုတွေဟာအားလုံးပဲသိကြတဲ့အတိုင်းပဲပြည်တွင်းမှာဟေ့ဆိုတာနော်နေစရာတွေလည်းမရှိကြတော့စားစရာတွေလည်းမရှိကြတော့အမျိုးမျိုးဥပဒေတွေပုံမှန်တွေတက်ပြီးတော့စစ်မှုထိုင်ခိုင်းဒေဝင်းတက်ဝင်းတဲ့တွေကိုပို့နေကြတာအဲ့တော့ဦးဇင်းတို့ရဲ့ပြည်သူလူထုပေါ်မှာစာနာနားလေတော့အဖြစ်ပြည်သူလူထုကိုတက်နေတဲ့မိစ္ဆာကောင်မင်းအောင်ခိုင်ဟေ့ဆိုတာဘလုံးနီးနဲ့မှလက်ခံတွေ့ဆုံစရာအကြောင်းရှိပါလက်ခံတွေ့ဆုံနေဟေ့ဆိုရင်ဒါဟာပြည်တွင်းပြည်ပရှိနေကြတဲ့ဦးဇင်းတို့နိုင်ငံသူနိုင်ငံသားအားလုံးပြည်သူအားလုံးကိုတက်ရမဲ့စော်ကားခြင်းပဲဖြစ်ပါတယ်ဒါကြောင့်ဒီလိုကိစ္စမျိုးကိုတော့ ဦးဇင်းတို့အပါဝင်ဦးဇင်းတို့ပြည်သူအားလုံးကကံကြကြတယ်စောင့်ရှောက်ကြတယ်လုံးဝလက်မခံဘူးဆိုတာတော့ဦးဇင်းတို့အနေနဲ့ပြောချင်ပါတယ်ဟုတ်ကဲ့ပါအခုမြန်မာပြည်တွင်းမှာရှိနေတဲ့ဒီဒေါ်လာရေးအတိုင်းအဝိုင်းဒီကိုပေါင်းပါးတွေနဲ့ပတ်သက်ပြီးတော့ပါဦးဦးဇင်းတွေတဲ့ဒါခေါ်အားပေးစကားပြောချင်ပါတယ်ဟုတ်ဦးဇင်းအနေနဲ့ဦးဇင်းတို့ပြည်တွင်းပြည်ပဦးဇင်းတို့နိုင်ငံသားတွေအားလုံးကိုပြောချင်တာအရာကဦးဇင်းတို့အောင်စိတ်ပါပဲနော်ဦးဇင်းတို့တော်လန်ခဲ့ကြတုန်းကလည်းပဲအောင်ကိုအောင်ရမယ်နိုင်ကိုနိုင်ရမယ်ဟေ့ဆိုပြီးတော့ထိကျွေးပြီးတော့တော်လန်ခဲ့ကြတာပါစပြီးတော့ခုခံကာကွယ်စစ်ကိုတော့လောက်စင်တော့က ဦးဇင်းတို့အားလုံးမြင်ကြတဲ့အတိုင်းပဲနော်လေးဝါလေးတွေနဲ့ရရလေးတွေနဲ့တော့ဆက်ပြကြတာမြင်ရမှာပါပြီးတော့မှဦးဇင်းတို့ကွန်ကျူပိုက်တွေနဲ့ထည့်ပြီးတော့ဖန်တိုးတွေနဲ့ပြန်ပစ်ကြတာမြင်ရမှာပါတို့ကစနိုက်ပါတွေနဲ့ရဲဆက်ဆက်ပစ်နေတဲ့အချိန်မှာဦးဇင်းတို့စီမှာလေးဝါပဲရှိပါသေးတယ်အဲ့ဒီကနေမှနောက်ဆုံးတာဘလုံးမမရတော့ဘူးဟေးပြစ်တက်မှုတွေကလည်းပဲပုံပုံပြင်းထန်လာပြီဆိုတဲ့ခါကျတော့မှဒါစကိုင်းမှာကဲငါတို့တူမီနဲ့တော်လန်ရရအောင်ဆိုပြီးတော့တူမီတနတ်တွေနဲ့ဆွဲကန်ပြီးတော့ရဲဦးဇင်းတို့စကိုင်းရင်းမှပင်တပြေးအေးရနေပြီးတော့အဲ့မဲ့တူမီ အားလုံးရွာပေါင်းယောက်များစွာပေါင်းပြီးတိုက်လိုက်တဲ့အချိန်မှာစစ်အာဏာရှင်ဟာနောက်ပြန်ဆုတ်ပြေးရတဲ့တာဒကဖြစ်လာပါအဲ့ဒီမှာရင်ပြည်သူလူထုကအားသက်လာအောင်ငါတို့သူမီးနဲ့ဝိုင်းတိုက်တာတော့မှနိုင်နေဟေ့ဆိုတဲ့ဟာနဲ့အဲ့မြန်နေသူမီးတွေရွာတိုင်းရွာတိုင်းလောက်ကြအဲ့ရနေပြီးတော့ဒါနော်ခုနပြောခဲ့တဲ့ယနေ့လူငယ်တွေကငါတို့ပြည်သူကိုငါတို့ကာဝယ်မရတော့မယ်ဟေးဆိုပြီးတော့ဒီဆက်ရပါဗျာ။ KNU တို့ KIA တို့အဲ AA တို့စသည်တွေဖြစ်နေမှာတင်းတန်းတွေတက်ကြတယ်။အကုန်လုံးဒီမှာစစ်တင်းတန်းတွေ။ဘာလို့လဲဆိုတော့သူတို့ဒေါ်လာတော့မယ်ဟေးဆိုတော့အဲစီရေးအတွေ့အကြုံတွေရှိမှရကြတော့မယ်ဟေးဆိုတော့ စစ်တင်တန်းတွေတက်ပြီးတော့အဲ့ရနေပြီးတော့တော်လှန်လာကြတာအဲ့ဒီလိုတော်လှန်လာကြရနေပြီးတော့အခုဟေ့ဆိုရင်ညင်ရတဲ့အတိုင်းပဲနော်ဘုံမှုတွေဘူကြီးတွေစစ်တိုင်းမှုတွေအကုန်လုံးပြုတ်ပြုတ်ပြုံးလာပြီအခုဆိုရင်ဒါတကယ်တခါဘူးမှသူတို့ဘက်ကမကြဆုံးဘူးတဲ့စစ်တိုင်းဌာနချုပ်ကြီးနှစ်ခုတော့ကြဆုံးသွားပြီစကန်းနေဟေ့ဆိုတာလည်းမနေတော့သူတို့သိမ့်လိုက်ထားတဲ့မြို့နယ်ပေါင်းကလည်းမနေတော့သူတို့ဆွလွတ်လာရတာအဲ့တော့ဦးစင်းတို့နိုင်ငံရေးစလုပ်နေတဲ့ချိန်တုန်းကစာရွက်လေးတရွက်လိုက်ကပ်ပေးဖို့ဦးစင်းတို့မနေဘူးစီးရောအဲ့စာရွက်လေးတရွက်မိရင်လည်း10နှစ်15နှစ်ထောင်ချပြစ် အဲ့ဒီကာလတွေတုန်းကယေရှုသူတို့ခန့်ထားတဲ့စိန်ကောင်းတော့ကြောက်နေကြရတဲ့အချိန်ကြီးနော်ဥက္ကဋ္ဌကိုကြောက်နေရတဲ့အချိန်ကြီးအခုတော့သူတို့ကလက်နက်ရှိစဉ်တုန်းကပြည်လူလူတို့ကိုနော်တေးရင်ရင်ထွက်ခွဲလို့စိန်ခေါ်တဲ့လူတွေကအခုသူတို့ကိုယ်တိုင်ကသူတို့ရဲ့စခန်းရဲ့အပြင်မှာထွက်တာနဲ့တေးလမ်းရောက်ကုန်ကြပြီနော်အကြောက်တရားတီးသူကိုရိုက်တင်ခဲ့ကြတဲ့လူတွေကသူတို့ကိုယ်တိုင်ကြောက်နေကြရတယ်အဲ့တော့ပြောချင်တာအရဥစဉ်တို့ကနိုင်လာပြီအောင်းလာပြီဒီအောင်စိတ်နဲ့ဥစဉ်တို့ရှစ်စတိုးတာအဲ့တော့ ဦးဇင်းတို့ဒီစစ်တိုက်တာနှုတ်ကြီးဒီဟာစာတန်ဆုံးလာတဲ့အတွက်ကြောင့်ဦးဇင်းတို့ကပြန်ကြည့်မယ်ဟေးဆိုရင်ဦးဇင်းတို့ဘက်ကပလတ်သူတို့ဘက်က minus ပဲဘာလို့လဲသူတို့ကဦးဇင်းတို့တပိုင်းပြည်လုံးပြည်သူလူထုရဲ့အတက်အုံရင်စီးတင်ကိုကာကွယ်စောင့်ရှောက်ဖို့ဆိုတဲ့ဝယ်ထားတဲ့စစ်လက်နက်တွေအပြည့်စုံရှိတဲ့စစ်ရုံကြီးတွေကစလေရင်တွေကစဒါတိုင်းတစ်ပါးနဲ့စစ်ဖြစ်မှာတုံးဆွေးရမယ်လေရင်တွေနော်120တို့ကနပြောခဲ့တဲ့အပြောက်ကြီးတွေပါ냐အကုန်လုံးကလည်းပဲအတိုင်းတစ်ပါးနဲ့စစ်ဖြစ်မှာတုံးဆွေးရမယ်ဟာဒါတွေနဲ့ပြည်သူလူထုကိုသူတို့ကရဲရဲဆက်ဆက်တက်ပြတ်နေခဲ့ကြပြောချင်တာသူတို့ဒီမှာရကအယံတဲ့ပြည်သူ့ဘာတွေပြည်သူကိုကာကွယ်ဖို့ဆိုတာတွေနဲ့ ဒီဘက်ကိုတက်ခဲ့ဒီဘက်ကတူမီနဲ့စခဲ့ရအဲ့တော့စခဲ့တဲ့ဟာကဒီဘက်ကမြို့တွေအထိတိမ့်လာနိုင်တဲ့အခြေအနေဖြစ်တဲ့အတွက်ကြောင့်သူတို့က minus ပြတယ်အဲတော့သူတို့ဒီမှာလူမရှိတော့တဲ့ခါကြတော့သူတို့ထုတ်လို့မရတဲ့ဥပဒေစစ်မှုထမ်းဥပဒေဟေးဆိုတော့တိုင်းတစ်ပါးသားနဲ့စစ်ဖြစ်နေမှာပြည်သူရွေးချယ်ထားတဲ့အစိုးရကပဲဒီဥပဒေကိုထုတ်ပိုင်ခွင့်ရှိအဲကြောင့်ပြည်သူကိုပြောချင်တာအရာကလည်းဘလို့ပဲစာရွက်ကြီးတွေနဲ့ဥပဒေလာလာအဲ့ဒါဥပဒေမဟုတ်ဘူးနော်သူကသူအာဏာရှင်တွေကမတရားထုတ်ထားတဲ့အမိန့်အာဏာပဲဖြစ်တယ်ဒါကြောင့်ဒေါအောင်ဆန်းစုကြည်ကလည်းပြောခဲ့တယ်မတရားတဲ့အမိန့်အာဏာမှန်သမျှထိဆန်ကြတော်လန့်ကြ သွန်းလန့်ကြအညက်မခံနဲ့အညက်ခံရင်ကိုယ်တေဖို့ပဲရှိအဲ့တော့ဘာလုပ်မှလဲနော်ခုနကပြောခဲ့တဲ့သူလည်းပါသွားရင်တမိုင်းလည်းတေအောင်မယ်အသက်လည်းခံရအောင်မယ်ဒါကြောင့်မလို့အဲ့ဒီလမ်းထဲကိုမလိုက်နဲ့မိမိတို့အောင်စိတ်နဲ့စခဲ့တဲ့တော်လန့်ရေးဟာမကြခင်မှာအောင်မြင်တော့မှာပြီးဆုံးတော့မှာဒါကြောင့်ပြည်သူပြည်ပအားလုံးကဆက်လက်ပြီးတော့ပူပေါင်းပါဝင်ကြနော်ဒီဘက်ရောက်နေကြတဲ့လူတွေကလည်းမိမိတို့ပြန်ပြီးတော့စဉ်းစားကြည့်နော်ယနေ့တော်တွေထဲမှာသူငယ်လေးတွေအင်ဂျင်နီယာလေးတွေခုနကပြောခဲ့တဲ့နှက်ချက်ကိုင်းနေကြတဲ့ဆရာဝန်လေးတွေနေယူကိုင်းနေကြတဲ့ဆရာတွေတို့ကအသက်ဆုံးနေကြတာ ခြေလက်အင်္ကာတွေဆွလုံနေကြတာအစားထိုးလို့မရဘူးလက်တချောင်းပြတ်သွားလို့လက်တချောင်းအစားထိုးလို့မရဘူးအစားထိုးလို့မရတဲ့အသက်တွေလက်တွေခြေတွေနဲ့သူတို့ကတော်လှန်နေကြတာမိမိတို့ကအချိန်မရင်ငွေကြီးဆိုတာကအသက်ရှိနေတယ်များရှာလို့ရတယ်ဒါကြောင့်သူတို့ကိုအရင်ကတည်းကပုံမူပြီးထောက်ပံ့ပါပါဝင်ပါမိမိတို့ရဲ့ထောက်ပံ့အမြင့်လေးဒေါ်လာကြီးကပို့ပြီးတော့အောင်မြင်မှုနှိစက်လေးဖြစ်ပါတယ်ဒါကြောင့်အောင်စိတ်နဲ့စခဲ့တဲ့ဒေါ်လာကြီးဟာမကြပြီးအောင်မြင်တော့မှအဲ့ဒီအောင်စိတ်ကအလုံးရှိပြီးတော့စိတ်တမကြပဲနဲ့ရှေ့ကိုဆက်ပါလို့ဦးစင်းနေနဲ့ပြောကြလို့ဟုတ်ကဲ့ပါ ခုပြည်တွင်းထဲမှာအချမ်းဖက်စစ်ကောင်စီကအခုဒီစစ်ဘုတ်ပထားပတရားဆိုတဲ့ဒီဥပဒေကိုသူကပို့ပြီးတော့ပါထုတ်လာတာကိုတွေ့ရတာပေါ့နော်ပို့ပြီးတော့ပါဒီအောင်တိတိကျကျတဲ့လှုပ်လာတာကိုတွေ့ရတယ်အဲ့ဒီအပေါ်ပါရောဖိုးဖိုးရဲ့အပြေတွေတဲ့သုံးသက်ချက်လေးဒါထပ်ပြီးတော့ပါပြောပြပေးပါဦးပြည်တွင်းမှာပေါ့နော်စစ်ဘုတ်တန်းဟုတ်ကဲ့စစ်ကောင်စီထုတ်တဲ့စစ်ဘုတ်အချမ်းဖက်စစ်ကောင်စီထုတ်တဲ့စစ်ဘုတ်တန်းဥပဒေကတော့ချင်းရှားပါတယ်ဒါဘာလဲဟိဆိုတော့သူတို့ကအဲစစ်တိုင်းဌာနချုပ်ကြီးဒီစစ်ကန်နေရာစာတိုက်တိုင်းကြာနေတဲ့ကြားတဲ့အတွက်ကြောင့်သူဒီမှာစစ်သားမရှိတော့အရင်တော့ဟိဆိုရင်မြင်တဲ့အတိုင်းပဲဗျာ ဟို DSC ခေါ်တဲ့ဟေ့ဆိုရင်ဝင်ငင်ရတဲ့လူတွေများလုံးအားကြီးတဲ့အတွက်ကြောင့်စာရွက်တွေတောင်မလောက်ဖြစ်နေတာပဲအခုဟေ့ဆိုရင်ဝင်မဲ့လူမရှိတော့နော် DSC မှာလည်းဝင်မဲ့လူမရှိတော့ဘူးစစ်သားကလည်းနောက်ထပ်ဝင်မဲ့လူမရှိတော့မိုင်းနဲ့ဖြစ်နေဒီကြားထဲမှာနှိမ့်စင်တဲ့မြောင်ဘယ်နဲ့ကကြီးကြီးကြာဆုံးနေကြတယ်အဲ့တော့သူ့ဒီမှာစစ်သားကကုန်းလာအရန်တိုက်တာအကျဉ်း ဲ့တော့ကျွန်တော်တို့ဒီ bias အခုချက်ချင်းပွဲသွားတဲ့အရာတခုကသူတို့ဘက်ကလည်းပေါ့နော်ဒီစစ်ဘူးတန်ဥပဒေထုတ်ထုတ်တာတပတ်တပ်ပြီးတော့ပါဒီအာဒါကျွန်တော်တို့ပြည်သူလူထုတုံ့သက်ချက်တွေပဲဖြစ်ဖြစ်နော်ဒိုင်ကတကာဒါဒိုင်ကရေးတပားတွေထုတ်တုံ့ပြတာပဲဖြစ်ဖြစ်သူတို့ဘက်ကတော့ဂျင်းထဲ့တယ်ဂျင်းထဲ့တယ်ဆိုပြီးတော့ပါစကလုံးတဲ့သူတို့ဘက်ကတွေပါပါလာလာပြီးတော့ပါခြေပါလေတော့ရှိတယ်ဒါပေမဲ့ဆော့တာဖုံဖုံပြောသွားတဲ့စကားနော်တခုကျွန်တော်ကခြိုက်တယ်စစ်ဘူးတန်ဥပဒေထုတ်တယ်ဆိုတာသူတို့ဘက်ကလူမရှိတော့လို့ထုတ်တာပြောရမယ်ဆိုလို့ရှိတော့လူလူလို့လူလူလို့ထုတ်တာ ဲ့ဒါကိုသူတို့ရဲ့မသိစိတ်သူတို့ရဲ့အတွေ့အကြုံသားဘာဖြစ်လို့လက်မခံနိုင်တာလဲမသိဘူးဗျာဟုတ်ကဲ့အဲ့တော့ရော့မေဆိုလို့ဆိုလို့ရှိရင်ရှေ့မှာလည်းဥစဉ်ပြောခဲ့ပါတယ်ဟုတ်ကဲ့ပါနော်ဒီဥပဒေဟာဒီသူရွေးချယ်ထားတဲ့အစိုးရတနည်းပြောပြရင် NLD အစိုးရပေါ့ဗျာဟုတ်ကဲ့ပါအဲ့ဒီလိုအစိုးရကပဲထုတ်ပိုင်ခွင့်ရှိတယ်ဒါတော့မှပဲဘလို့အချိန်ဒီမှာလဲဟဲ့ဆိုရင်တိုင်းသဘာသာတခြားတိုင်းပြည်တွေနဲ့ဆစ်ဖြစ်လာတဲ့အတွက်ကြောင့်မဖြစ်မနေအရေးပေါ်ကာလမှာဆောင်ရွက်ကြရမယ်ဟာအဲ့ဒါကိုသူကကိုယ့်ပြည်သူကိုပြန်တက်ဖို့အတွက်ဒီဥပဒေနဲ့လုတ်ပြီးတော့အေးမင်းတို့ငါတို့စစ်တဲဝင်ကြ နော်အခုဆိုရင်မြင်တဲ့တန်းကျော်ပေါ်တာဆွဲတာတွေလုတ်ချင်တိုင်းလုတ်တာတွေပြီးရင်ဒိတ်တရားနဲ့ပြန်ရွေးရတာတွေနော်စက်ကြီးကောက်နေတာတွေတနည်းအားဖြင့်ပြောရင်ပြန်လေးဆွဲတာတွေဒါစစ်တပ်ကလုပ်ရမယ့်အလုပ်တွေမဟုတ်ဘူးအဲ့တော့သူတို့ကပြောင်းပြန်ကျင့်သုံးနေကြတယ်သူတို့စီမှာစစ်တမ်းမရှိတော့တာနဲ့ဥပဒေပြဋ္ဌာန်းပြီးတော့နော်တနည်းအားဖြင့်ဒါဥပဒေမဟုတ်ဘူးအမိန့်ပြဋ္ဌာန်းပြီးတော့စုဆောင်းပြီးတော့ကိုပြည်သူကိုပြန်တက်ခိုင်းနေတယ်လုပ်ရတယ်ဖြစ်တယ်ဒါကြောင့်မလို့ကိုပြည်သူချင်းချင်းပြန်တက်ရမယ်အိမ်ကြချင်းအိုးမဲ့တုတ်တာကိုလုံးဝလက်မခံပါနဲ့ဒါတော့ကိုတော်နိုင်ရမယ်နော်လက်မခံမဲနဲ့စန့်ကိုစန့်ကျင်ရမယ်ဒီတော့မှဦးဇင်းတို့ခုနပြောကြတဲ့ ပို့သွားခြင်းနဲ့ဝေးနော်ခုနကဦးဇင်းတို့အစမှားတွေပြောခဲ့တဲ့အာအောင်ကိုအောင်ရမြေနိုင်ကိုနိုင်ရမြေဟေ့ဆိုတဲ့စခဲ့တဲ့ဦးဇင်းတို့နေဦးတော်လှန်ရေးဟာကြီးညီမှုချအောင်မှာဖြစ်ပါတယ်တို့အမိတ်အာနာတွေမှန်သမျှကိုစက်ကျင်နိုင်မှတော်လှန်ရေးမှဦးဇင်းတို့ကရှေ့ကိုရောက်မှာဒီမတရားတဲ့အမိတ်အာနာတွေဟေ့ဆိုတာရဲရင်ရင်ချပြရရပါဟုတ်ကဲ့အော်ကျွန်တော်အခုအကြမ်းဖက်စစ်ကောင်စီပြောက်လာဒီဒွေဦးတော်လှန်ရေးကာလပါဖျားတဲ့တယ်အဲလေဥတော်လေးကလာပါဘုရားတဲ့ခြင်းအပေါ်မှာဖုံးဖုံးရဲ့သုံးသက်ချက်လေးကိုဒါအများပြည်သူကိုဒါပြောပြပေးပါဦး ဟုတ်ကဲ့ဒါတွေကတော့ပြောမယ်ဆိုရင်ခေဆက်ဆက်အတုံးချခဲ့တာပါအနေဝင်းတော့လည်းတိတယ်တိုင်းပဲဒါတိုင်းပြည်လုံးကိုတတ်တယ်ဖြတ်တယ်ရက်ဆက်တယ်နော်မကောင်းတာတွေအလုံးလုံးတယ်အလုံးလဲလုံးပြီးရရှေတကုံဖျားရက်ဒီဘက်မှာမာဝီစရာဆိုပြီးစီရီကြီးတယ်တိုင်းပြည်တရားဇာတ်မှန်နဲ့မြတ်ကြတော့စင်းမရှိအင်းမရှိခိုးတယ်နော်သူ့ကြည့်လိုက်တဲ့ခါကျတော့ခုနပြေခဲ့တဲ့အာခုနပြေခဲ့တဲ့အဲဇနီးမရရေဆိုတရားဝင်တာကတရားမဝင်တာကတူယူနေယူတယ်နော်ဥစဉ်တို့ပြည်သူလူတို့ကိုကျတော့ဒါကားပိတ်ဝါဒီဆိုပြီးအမောင်ချထားတယ်သူကျတော့ဟို ဟိုရောပါတို့ဘာတို့ဒီမြင်းလောင်းသွားတယ်နော်ဟိုတက်တက်တမိမရှုပ်တယ်ဗျာမကောင်းတဲ့တန်တွေများနေဝင်တမိုင်းကြည့်ကြည့်အကုန်လောက်တာပဲဒါကြောင့်မလို့သူခိုးထားတဲ့ပစ္စည်းတွေနဲ့ယနေ့တက်တီတူမြေးတင်းနေဝင်တို့ဘာလုံးမမလုပ်ခဲနဲ့လက်ကြောတင်းအောင်မလုပ်ကြပဲနဲ့ယနေ့တိုင်းပြည်ဖြတ်ရေးလုပ်ငန်းစစ်တပ်နဲ့ဆက်ပေါင်းပြီးတော့အာဓမ္မတွေလောက်တာပဲအဲ့တော့တန်းရှည်တို့ကြီးလိုက်အောင်အကုန်လုံးဗုဒ္ဓရဲ့တရားတွေရဲ့စန့်ကျင်ပဲမကောင်းတဲ့တန်တွေများအကုန်လုံးလုပ်တက်ချစ်ဖြတ်ချင်းခိုးချင်းရက်ဆက်ချင်းဆိုတာဗုဒ္ဓကမလုပ်နဲ့လို့ပြောထားတယ်လုပ်တယ်ဒါတွေလုပ်ပြီးတိုင်းမှာသူတို့ကဖျားလေးတည်ပြပြီးသူတို့ဖျားတကာလုပ်နေကြတယ်ဒါကဗုဒ္ဓလက်ခံတဲ့ဝိမုတ်ဗုဒ္ဓကဘာပြောလဲနော် ဘုရားတတ်တော်ထင်ရှားရှိတုန်းကဝက်ကလိမထေကဖခင်ကိုကြည်ညိုလို့ရှိမှထိုင်ပြီးတော့ပူဇော်နေတဲ့အချိန်မှာမြတ်စွာဘုရားကငါလိုအပုပ်ကောင်ကိုထိုင်ပြီးပူဇော်နေုံကြည်ညိုနေုံနဲ့ဘာမှလည်းမရှိဘူးတဲ့။ငါဟောတဲ့တရားတွေကိုနားလည်အောင်လို့သိအောင်လို့လက်တွေကျင့်။အဲဒီလိုကျင့်လို့လက်တွေသိမြင်သွားပြီးဆိုတော့မှငါဖခင်ကိုပူဇော်ရရောက်တယ်လို့ဆရာကပြောထားခဲ့တယ်။ဒီလိုပြောထားခဲ့တဲ့ထင်ရှားရှိရတဲ့နဲ့ဖခင်ရဲ့စက်ကျင်မဲ့ဖြစ်တဲ့တက်ချင်းပြက်ချင်းရက်ဆက်ချင်းခိုးချင်းမရင်းကျင်ချင်းမကောင်းတဲ့ဗန္ဓမြတ်အကုန်လုံးလေမိရှုချင်းဆိုတာတွေလုတ်ပြီးတော့ယနေ့မင်းအောင်လိုက်ဟာနေပြီးတော့မှနော်ဟိုမာရဝီဇီယာဆိုတဲ့ရုပ်ပါတော်ကြီး တဲ့ပြတာဟာဒါလုံးဝလမ်းချော်နေတယ်လို့ရက်ပြီဒါဘာလို့ဟိဆိုတော့တချင်းတချင်းတွေလုတ်ပြီးတော့ခုနပြခဲ့တဲ့မဘာတာဘုံကြီးတွေနော်ဒီလူကတို့စေကိနာတို့တို့တွေကဒါခုနပြလေဂရုံးပေါ်ထိကွက်လုတ်ချင်တဲ့အခါကျတော့ဖះတဲ့ပြပြီးတော့ဖះကိုဖူတုံးလုတ်တာဒါဗုဒ္ဓရဲ့လမ်းစဉ်မဟုတ်ဘူးဗုဒ္ဓရဲ့လမ်းစဉ်ကအဆုံးအမကိုလက်ခံခြင်းပဲလက်ခံခြင်းတော့ရမှာဗုဒ္ဓရဲ့တရားမှာဘာကိုအခြေခံလဲဟိဆိုရင်ဦးဇင်းတို့မေတ္တာကရုဏာမုဒိတာဥပိ္ပခာဟိဆိုရင်ဂျမဆူတရားကိုအခြေခံဂျမဆူတရားထဲမှာဘာပါလဲခုနပြလေကရုဏာရေးဆိုရင်ကိုချင်းစာတရားအရေးကြီးတယ်ကိုချင်းစာတရားမရှိရင်လူနဲ့တလိမ့်ဆန်ဟာအတူတူပဲ နော်တလိဆိုင်ရေးဆိုတာဘိုက်ဆိုင်ရင်စာမင်ဩဒီမြောက်ကတော့ခုနပြောခဲ့တဲ့ကိုဝင်ကြီးနဲ့သူ့မှာတားလေးတွေရှိတယ်လို့ကြားဘယ်လိုလုပ်ပြီးကိုရှင်းစာစီရှိမှလဲသူ့ဘိုက်ဝါဖို့ပဲသူ့နားလေတာသူ့ဘိုက်ဝါဖို့ဒါကြောင့်မလို့တော်တင်ဥပဒေရေးဆိုတာနိုင်ငံစားစတဲ့မယ်ဒါတလိဆိုင်နေရဲ့ကျင့်သုံးတဲ့ဟာဒါလိုလူလောကကြီးတွေကျင့်သုံးတာပြီးဆိုအဲ့လူလောကပြတ်တာပဲဒါကြောင့်မလို့မင်းအောင်လိုင်းတို့ကျင့်သုံးနေတဲ့ဥပဒေကတလိဆိုင်ဥပဒေပဲနိုင်ငံစားဥပဒေလို့ခေါ်တယ်ဒါကြောင့်မလို့အဲ့ဒီလိုတလိဆိုင်ဝါရဆိုတာလူသားမှန်တယ်များဘူးမှလက်မခံဘူးလက်ခံနေတဲ့လူမှန်တယ်များကလည်းလက်ဆက်စိတ်ရှိလို့ပဲဒါဥစဉ်တို့ တော်ရင်ဥပဒေဟေ့ဆိုတာခုနပြခဲ့တဲ့နိုင်ငံစာတလိษံဥပဒေကိုဦးဇင်းတို့လူသားမှန်တယ်များဟာယနေ့ဆန့်ကျင်တော်လှန်နေကြတာပါဟုတ်ကဲ့အော်အခုလိုမေးလိုက်တဲ့အခါကျတော့တချို့ကလည်းပြောပြပေါ့နော်အာမေးတဲ့လူကခရိယဘိုးလို့ဟေတူဘိုးလို့ဆိုပြီးတော့တို့တွေကအဲ့လိုမျိုးထည့်တယ်ဒါပေမဲ့လက်ရှိကျတော်တို့တွေဦးတော်လိုက်ကာလာပါမြေတွေ့တွေရတာကမရောက်လိုက်ဖျားတဲ့တယ်ပြီးလို့ရှိရင်ကေပီတဲ့ကိုဘုံလာကျဲတယ်မရောက်လိုက်ဖျားတဲ့တယ်အညာသူအညာသားတွေရဲ့နေရာတွေမှာဟာလာကလေးတွေကိုဘုံကျဲတယ်နော် ဒီသပင်းတခြားအသားတခြားအယူတခြားပြောင်းသူလုပ်တယ်။မင်းအောင်လိုင်ဖျားတဲ့တယ်။ပြီးလို့ရှိရင်တိုင်းနယ်ပြည်နယ်၁၄ခုမှာဘုံပတ်ကျဲတယ်။တချို့တွေကအဲ့ဒါကိုမမြင်ချင်းမမြင်တာလားမမြင်ချင်းရောင်ဆောင်တာလားဆိုတာဒါကျွန်တော်တို့ဟိုဘယ်လိုပြောရမလဲတော့မသိတော့ဘူးပေါ့နော်။တို့တွေကအဲ့လိုမျိုးအခုကျွန်တော်တို့ပြောနေတဲ့အရာကမင်းအောင်လိုင်ရဲ့လက်ရှိဖြစ်ချင်းတရားကိုကျွန်တော်တို့ချပြနေတာ။မင်းအောင်လိုင်အခုလက်ရှိဘာတွေဖြစ်နေတယ်လဲ။ဘာတွေလုပ်နေတယ်လဲ။မင်းအောင်လိုင်လုပ်တဲ့အရာတွေကလူကျင်ဝင်တဲ့ညီရဲ့လား။ တိုင်းတိုင်းရေးရာတွေနဲ့ပတ်သက်ပြီးတော့မှ traditional တွေနဲ့ပတ်သက်ပြီးတော့မှရောဒါကျွန်တော်တို့တွေကဘောင်းဝင်သလားသူလုံးနေတဲ့အရာတွေကရောဘာသာသာသနာတော့အတွက်ကောအကျိုးပြုရဲ့လားဆိုတာကိုထောက်တာလေဇီဒီဘလို့တဲ့တယ်ဆိုလို့ရှိရင်လူတတ်ပါမလားဇီဒီတဲ့တဲ့လူတယောက်ရဲ့အသွေးအမြင်လက္ခဏာဘယ်လိုမျိုးလဲကာယကံဝစီကမနောကံဒါတွေအများကြီးဆက်ပါအောင်မယ်ဘာသာရေးအစစ်တာသွားမယ်ဆိုလို့ရှိရင်ဟုတ်တော့မလားအခုကဘာလဲဆိုလို့ရှိရင် तू ကဘာသာရေးကိုခုတော့လုပ်တယ်နော်ဇီဒီပထုတ်ကိုခုတော့လုပ်တယ်ဒီရတွေကိုခုတော့လုပ်ပြီးတော့ပါလူမျိုးရေးတွေကိုခြာနေတယ် အဲ့ဒါမှမမအညာသူအညာသားလည်းသူခြာနေတာပဲတော့အကုန်လုံးခြာနေခြာနေခြာနေပြီးတော့မှတိုင်းပြည်ကိုအကုန်လုံးကိုသူကထိုးကျွေးပြီးတော့ပါဟိုထပ်ပြီးတော့ပါသူကဖိနင်းသွားတာကိုဒါကျွန်တော်တို့ကတွေ့ရတယ်အဲ့တချို့တွေကကျွန်တော်ဒီတိတိချိန်တိဟိုတိတိချာချာတမတမတ်နဲ့အတူမစင်စားသေးတာကိုဒါကျွန်တော်တို့တွေ့ရတယ်အဲ့ဒီဘက်မှာဖို့ဖို့ပါထပ်ပြီးတော့ပါတော့တက်ပြေအောင်မလဲဟုတ်ကဲ့ကြောက်တရားလည်းပတ်သက်ဦးစင်းနေနဲ့ပြောချင်တာကတော့ဦးစင်းတို့အခုမြင်တဲ့အတိုင်းပဲဗျာနော်အခုပြီးကြတဲ့ရပိုင်တော်တင်ကနောက်ချိုမာဟေးဆိုရင်လည်းဒါနော်စင်ရတနာစတင်လိုက်လူတွေအားလုံးသိနေကြတာပဲ စာတင်တိုက်ရေးဆိုတာတိတိလေးမှမဟုတ်တာဟုတ်နော်ရှင်ရှားချာတာဒီဒီမြို့မှာဒီစာတင်တိုက်ရေးရှိတယ်ဒီဒီမမရေးဆိုတာညင်တွေ့နေရတာသိရတဲ့နဲ့ဘုံကျဲချလိုက်လို့တန်ခါကိုးခါပြင်လုံတော်မူသွားတယ်တခြားလူတွေရောအများကြီးပေါ့နော်ကိုနေ့ကလည်းဒါအညာမှာရေးဆိုရင်ဒါစီကံကိုတိချလိုက်တဲ့အတွက်ကြောင့်ဆရာဝန်လင်မယားနော်ကိုဝင်ကောကလေးတွေရောအုံလုံးတာဆုံးရှုံးသွားတယ်မသိလို့လုံတာမျိုးမဟုတ်သိရတဲ့နဲ့ကိုတိတိကြီးတက်နေတာပေါ့ပြီးတော့ဦးဇင်းတို့ဆရာဓမ္မနော်ဝင်းနေမိတောင်ဆရာတော်ကြီးဦးဇင်းတို့ဘကွေးချက်ကောင်းိုင်းနေတုန်းကဦးဇင်းတို့ကို ဒါအကြီးတန်းနေပြီးတော့ဓမ္မစီရစာကြတန်းဆိုင်ရာတွေကိုစာချပေးခဲ့တဲ့ဆရာတော်ကြီးဒီဆရာတော်ကြီးကိုလည်းသူတို့ကရေရွက်ရှိရှိနဲ့တနက်နဲ့စစ်ချက်ပြတ်တက်ပြခဲ့တာပဲဒီမှာလည်းဦးစင်းတို့တရားကြည့်ကြည့်လေမတော်နေတဲ့ကားကိုပြစ်တယ်ဟေးဆိုလို့ရှိရင်ဘေးက driver ကိုဘာလို့မမှန်လဲနော်အဲ့တော့သူတို့က driver ကိုမပြစ်ဘဲနဲ့ဆရာတော်ကြီးကိုပဲရေရွက်ရှိရှိနဲ့သူတို့ဘာလို့လိုက်လဲပြစ်တက်လိုက်တာပဲပြီးလို့ပြီးတော့အဲ့ driver ကိုတနက်ထောက်ပြီးတော့ PDF ကိုသူတို့ကတတ်ပါတယ်လို့လုပ်တာဒါကသူတို့ကရေရွက်ရှိရှိစနစ်တကျလုပ်တာပဲ နော်အဲ့ဒီတုန်းကသူတို့မီဒီယာတွေတောင်ပေါ်ပြသွားပြီအာဒီလိုထင်ရှားတဲ့ဆရာတော်ကြီးကိုတော့မှ PDF ကတက်တဲ့ရှိမှလဲတခြားဖုန်းကြီးတွေကိုတက်ခဲ့တယ်ဟေ့ဆိုပြီးတော့သူတို့လိန်ခဲ့တာပဲကန်ကောင်းကျင်တော့နောက်မှပါနေတဲ့ကန်သုံးစင်ဆရာတော်ကြီးကအသက်ရှင်ကျန်နေတယ်ဒီဆရာတော်ကြီးကိုလည်းသူတို့ခုနကပြောခဲ့တယ်သူတို့ပြောဆိုတာတွေဖတ်ပေးဖို့အတွက်ဆရာတော်ကြီးကိုဒါနန်းနှင်းခေါ်သွားပြီးချင်းချောက်တာပဲဆရာတော်ကတက်ရှင်တက်ပလေစီနော်ငါအမှန်တရားငါတငယ်ချင်းပေါ်မှာတစ္ဆန်ဖောက်ဘူးဓမ္မအမှန်တရားပေါ်မှာတစ္ဆန်ဖောက်ဘူးဟေ့ဆိုပြီးတန်ဃာတော်တွေကိုစီဝေးခေါ်ခိုင်းပြီးတော့အဲ့ဒီရှိမှဖြစ်စဉ်ကိုအလုံးပေါက်ချလိုက်တာ အဲ့ဒီကြောင့်မှသူတို့ကလိန်လို့မရတာတက်လဲတက်သေးတယ်ကိုလုံးတောင်လည်းဝင်မခံဘူးသူများကိုလည်းလွှဲချတယ်ပြီးတော့နောက်တစ်ခုကအာနာသိမ့်နေနေမှာသူတို့ပြောတော့အာနာကိုထိမ့်ပါတယ်လို့ပြောတယ်နော်ပြီးတော့သူတို့ဘာပြောလဲမဲမတမာလို့အာနာသိမ့်ပါတယ်လို့ပြောတယ်ဒါဆိုဦးစင်းမင်းမယ်ဦးစင်းတို့ဘုံကြီးတွေကမဲပေးပိုင်ခွင့်မရှိဘူးမဲပေးပိုင်ခွင့်မရှိတဲ့ဘုံကြီးတွေဆရာတော်တွေကိုအာနာသိမ့်နေနေမှာဘာလို့ခံတာဦးစင်းတို့ရဲ့ဆရာမမြောက်ဝီမင်းကြီးဆရာတော်နော်နှစ်ပေါင်းတရာမှာမှဆရာတော်ရရတဲ့တည်းမှာတဘာပါဝင်ဖြစ်တယ် တကြရိယဓမ္မစီရစေတီင်္ဂနဓမ္မစီရတာရဏဒဇဓမ္မစီရဝတ္တနကဒါဘုံကြီးလောကစီဆိုအကုန်လုံးပြီးလေဒါထိတ်ထိတ်ကျဆရာတော်ကြီးနော်တကယ်တရားပြဆရာတော်ကြီးဘာပြမှမရှိဘူးနော်ဒါကအမှန်တရားလမ်းကြောင်းပေါ်မှာပဲတစ်ချိန်လုံးရက်နေခဲ့တဲ့ဆရာတော်ကြီးအဲ့ဒီဆရာတော်ကြီးကိုအာနာသိမ့်တဲ့နေ့မှာပဲစစ်အင်အားရဲအင်အားနဲ့ဝင်ဖမ်းတယ်ပြီးတော့ရှင်ညောင်းပါဆရာတော်ကြီးဆိုတာတနိုင်ငံလုံးဦးစင်တို့ပြည်တင်းပြည်ပါတကယ်နိုင်ငံကျော်ဓမ္မဂရိကဆရာတော်ကြီးမနေ့ပိုင်းမှာဝင်ဖမ်းတယ်ဦးစင်တကယ်ချင်းဥတော်ပြည်သားအလင်ကားချင်း တို့အဲ့ဒီနေ့မနေ့ပိုင်းမှာပဲတခါတည်းတကားတွေကိုချိုးဖျက်ရိုက်ဖက်ပြီးတော့လက်ပြန်ကျိုးတုတ်ပြီးတော့ဖန်စီခေါ်ဆောင်သွားတယ်။ပြီးတော့မန်းတောင်ကြီးဥဒေဇနီကအဲ့ဒါတို့မဲကြောင်ဝေးဆိုရင်မဲတောင်ပေးပိုင်ဝင်မရှိတဲ့ဆရာတော်တွေကိုဘာလို့ဖန်တာအဖေကရှင်းရှင်းလေးပဲတို့လိမ့်မယ်ညာမယ်ဒီလိမ့်နာညာတာတွေကိုဒီဆရာတော်တွေကအမှန်တိုင်းပြောမယ်ဟေးဆိုတာသိတဲ့အတွက်ကြောင့်ဒီဆရာတော်တွေကိုနှုတ်နှုတ်ပိတ်လို့တဲ့အတွက်ကြောင့်ဖန်စီလိုက်တာပဲယနေ့ရေးဆိုရင်ဥတော်ပိတအလင်ကကျဲတို့ဖန်စီထားပြီးတော့ထောင်ဝက်လွတ်ပေးလို့ရက်စိတဲ့နေ့မှာပဲ ထောင်ပြင်ဘက်တော့ထုတ်သွားတယ်မဘာသာတွေသူတို့ဘက်ကပြောတဲ့အတိုင်းဆိုရင်ဒါအသက်မရှင်တော့ဘူးသူကတတ်ပလိုက်လို့ပြောတယ်ဟုတ်မိသားစုခံလည်းပြန်မရောက်ဆရာတော်တစ်ပါးကိုသူတို့ဖမ်းကျင်နိုင်တယ်ဖမ်းတယ်သူတို့အပြစ်ပေးကျင်နိုင်တယ်ပေးခဲ့ပြီးပြီဘာဖြစ်လို့ကြောင်းတိုက်ကိုပြန်မဖို့တာအခုအဲ့ဆရာတော်ကဖမ်းမှာဒါတွေဒီမတရားအလုပ်တွေပဲမတရားလုပ်ဝေးဆိုတာခုံကြီးရောလူရောဒီလရှင်ရောဘာသာပေါင်းစုံလူမျိုးပေါင်းစုံကစန့်ကျင်ကြရမှာပဲမတရားကြီးကိုတည့်ရတဲ့နဲ့ငြိမ်ခံနေတယ်ဟဲ့ဆိုတာလူသားစိတ်မဟုတ်ဘူးခုနပြောခဲ့တဲ့အညံ့ခံဝါဒတလိဆံဝါဒပဲ ဒီဝါရကိုဗုဒ္ဓဟာတစ်ခါမှမသိဘူး။အဲကြောင့်ဦးဇင်းတို့ပြောချင်တာကဗုဒ္ဓဟာအញ្ញခံဝါရကိုသူ့တင်းတဲ့ဝါရမဟုတ်ဘူး။သစ္စာဓမ္မအမှန်တရားတွေကိုရဲရဲရင်ရင်ရင်ဆိုင်ပြီးတော့ဖော်ထုတ်တဲ့ဝါရပဲ။အာဓမ္မထုံးကားတဲ့တိုင်းပြည်ဟာတဲ့။ဦးဇင်းတို့ဒါဝတ္တန်ကဖြစ်ခဲ့တဲ့ဘုန်းကြီးလိုတဲ့ဆရာကြီးဦးရှိအောင်ဟေးဆိုရင်အမြဲတမ်းဒါပြောခဲ့ပါလား။အာဓမ္မကြီးဆိုတဲ့တိုင်းပြည်ဟာငရဲပြည်တည်းများစုပတ်တယ်။မငင်းချမ်းဘူးတဲ့။အဲ့တော့ဦးဇင်းတို့ကကိုယ့်နိုင်ငံကြီးကိုကိုယ်တာယာတဲ့ငင်းချမ်းတဲ့နော်တရားဥပဒေစိုးမိုးတဲ့ဒီမိုကရေစီနိုင်ငံကြီးနော်အားလုံးတန်းတူညီမျှ ဥပရေထမဘုရုမမရှိရတဲ့တိုင်းကြီးတစ်ခုကိုသွားကြမယ်ဟေ့ဆိုရင်ဒီလိုအာဓမစစ်အာဏာရှင်တွေအားလုံးကိုဥစဉ်တို့တော်လှန်ရေးကြဖို့လိုတယ်တော်လှန်ကြဖို့လိုအဲ့ဒီလိုရဲရဲရင်ရင်ဥစဉ်တို့အားလုံးကနေပြီးတော့တက်ညီလက်ညီတော်လှန်ကြမှာအာဏာရှင်စနစ်ညီကုန်းချုပ်မှာဥစဉ်တို့နိုင်ငံလူနိုင်ငံသားအားလုံးပြည်တွင်းပြည်ပတော့ရောက်နေကြတဲ့ဥစဉ်တို့နိုင်ငံသားတွေကလည်းကိုယ့်နိုင်ငံကိုလွတ်လပ်လပ်ပြန်လဲပြီးတော့ကိုယ့်နိုင်ငံကြီးရဲ့တိုးတက်ရေးထူထောင်ရေးတွေကိုလုပ်နိုင်မှာဖြစ်တယ်အရင်စစ်တော်အမြင့်မြေကဟေ့ဆိုတဲ့အတိုင်းယနေ့ဥစဉ်တို့နိုင်ငံမှာဖြစ်နေတဲ့ပြည်တနာအဝဝရဲ့အကြောင်းရင်းခံပြီးယနေ့အာဏာတိမ့်ထားတဲ့အာဏာကိုမတရားခိုးထားတဲ့ မိစ္ဆာကောင်မင်းအောင်နိုင်လို့ပဲဖြစ်တယ်အဲ့တော့ဗုဒ္ဓရဲ့ဝါဒဟာရှင်းတယ်အကြောင်းနဲ့အကျိုးဆိုတဲ့နေရာမှာအကြောင်းရှင်းဝါဒပဲအကျိုးကိုရှင်းရတယ်ဝါဒမဟုတ်ဘူးဘုရင်တို့ခွေးကိုဂဲတုံးနဲ့ပြစ်တဲ့အခါမှာခွေးဟာဂဲတုံးတွေကိုလိုက်ကြိုက်တယ်ဂဲတုံးတွေအကြောင်းမဟုတ်ဘူးအကျိုးပဲဂဲတုံးကိုကြိုက်နေတဲ့ရိတ်အကျိုးကိုရှင်းနေတဲ့ရိတ်ဘယ်တော့မှဂဲတုံးပြစ်ခံရခြင်းတည်းဟူတော့မြှားပြစ်ခံရခြင်းတည်းဟူတော့ခွေးရပြေကြတယ်ဒုက္ခမငြိမ်းရှင်းတင်များကြတော့သူတို့ကိုမြှားနဲ့ပြစ်ရင်မြှားလိုက်မကြိုက်ဘူးဂဲတုံးလိုက်မကြိုက်ဘူးဒီဂဲတုံးကဘယ်လာလဲမြှားကဘယ်လာလဲ ရန်သူကဘယ်လိုလဲဘယ်သူပြစ်လိုက်လို့လဲအဲ့ဒီပြစ်လိုက်တဲ့အကြောင်းကြီးဟိုတော့ရန်သူကိုပယ်ရှင်းလိုက်ရင်ဒုက္ခဆိုတဲ့မြားတွေခဲတုံးတွေမလာတော့ဒါကြောင့်မလို့ယနေ့မြန်မာနိုင်ငံမှာပညာရေးကျန်းမာရေးစီးပွားရေးတက်ပြတ်ခြင်းမီးရှို့ခြင်းအကုန်လုံးခံနေရတဲ့အကြောင်းရင်းမှန်သည်ပြုလုပ်သူစစ်အာဏာရှင်ပဲသူတို့လုပ်တဲ့အတွက်ကြောင့်ဒီဒုက္ခဆိုးကြိုးတွေထွက်နေကြတာဒါကြောင့်မလို့အကြောင်းရင်းဖြစ်တဲ့နော်ခုနကပြောခဲ့တဲ့ရှင်သေရှင်ဒီအတိုင်းအကြောင်းရင်းမှန်ဖြစ်တဲ့အရင်စစ်တော်အမြင့်မြေကဆိုတဲ့အတိုင်းစစ်မိတ်စာတွေညီကုန်းချုပ်သွားမှာဦးဇင်းတို့ဒီဘက်ကဒုက္ခတွေလည်းညီကုန်းချုပ်မှာ ဒါကြောင့်မလို့ခွေးခဲတုံးကိုင်ကြီးတွေနဲ့မရှင်းရပါနဲ့အကြောင်းရင်းမှန်ဖြစ်တဲ့စစ်အာဏာရှင်စနစ်ညီကုန်းချုပ်ရေးကိုအားလုံးကစူးစမ်းကြပါဟုတ်ကဲ့ပါအာဘဘအခုကျွန်တော်တို့ဒီမှာထိုင်းနိုင်ငံမှာရှိနေတဲ့ထိုင်းရောက်ရွှေပြောင်းအလုပ်သမားတွေပေါ့နော်အားလုံးနဲ့ပတ်သက်ပြီးတော့မှဒါအကြံပြုအားပေးစကားလေးလည်းပြောပြပါဦးလို့အခုကတည်းကထိုင်းရောက်ရွှေမြောင်းတွေဟာပတ်ပေါင်းတော့အကြက်အသေးတွေအခက်ခဲတွေနော်ရေဆိုင်ကြုံတွေ့နေရတဲ့ကာလဆိုရင်လည်းမမပါဘူး အဲ့ဒီဘက်ကြောင့်ဒါဘယ်လိုမျိုးရှင်သန်ဘယ်လိုမျိုးစိတ်ထားမယ်ဆိုတာလည်းအချက်ပြပြပါအောင်ဟုတ်ကဲ့ဦးဇင်းတို့ဒီဘက်မှာရောက်နေကြတော့ဦးဇင်းတို့နိုင်ငံတို့နိုင်ငံသားအလုံးဟာဦးဇင်းတို့ညီကောင်မောင်နှမတွေပါပဲယတနာတွေကိုဦးဇင်းတို့ညီကောင်မောင်နှမစိတ်တွေနဲ့တရားနဲ့တရားအပြန်အလှန်ဖိမကူညီပြီးတော့ဦးဇင်းတို့ဖြည့်ရှင်းကြရပါမယ်နော်အိုင်နဲ့မင်းမင်းနဲ့ဖြည့်ရှင်းကြရမယ်တယောက်ကဒုက္ခရောက်နေတယ်ဆိုရင်တယောက်ကလိလိမရှိဘဲနဲ့ဖြည့်ရှင်းကြရမယ်အဲ့တော့ဦးဇင်းတို့မှာဘာမှအားမငယ်ကြပါနဲ့နော်ဦးဇင်းတို့ကပြန်ပြီးတော့စဉ်းစားကြည့်ပါဦးဇင်းတို့နိုင်ငံကြီးကယနေ့မီးလောင်နေတယ်ဒုက္ခတွေရောက်နေကြတယ် နော်ဘယ်နောက်ဒီကတဲ့အာဘယ်နည်းမြန်ကိုအိမ်မောဘုံကြမလဲဟေ့ဆိုတဲ့ဒုက္ခပေါင်းမြောင်များစွာနဲ့နေနေကြရတာဖြစ်တယ်အဲ့တော့ဘလို့ပဲယင်းဒီဒုက္ခတွေရောက်ရောက်ငါတို့အရှုံးမပေးဘူး never give up နော်ဘယ်တော့မှအရှုံးမပေးဘူးဟေ့ဆိုတဲ့စိတ်မွေးပါအဲ့တော့ယင်းဒီဒုက္ခတွေကိုအမြန်ဆုံးငြိမ်းချင်တယ်ဟေ့ဆိုရင်လည်းပဲအဖြေကယင်းဒီမိမိတို့ထောက်ဖို့နေတဲ့ကိစ္စတွေကိုအရင်ကတည်းကပုံပြီးတော့မြင့်ပါမြင့်ပါဟေ့ဆိုတဲ့နေရာမှာလည်းပဲမှန်မှန်ကန်ကန်နော်ထောက်ဖို့လုပ်တဲ့နေရာတွေကိုမိမိတို့ချိတ်ဆက်ပါချိတ်ဆက်ပြီးတော့တိတိယောက်ယောက်ပို့ပါ အဲ့တော့ထောက်ဖို့အယောင်ဆောင်လာတဲ့စစ်အာဏာရှင်ဘက်ကကောင်းနေလဲရှိပါတယ်အဲ့ဒါတွေကိုမြင်တွေ့ရလို့စိတ်ချကြသွားတယ်မျိုးမလုပ်ပါနဲ့ဒါလည်းပဲစစ်အာဏာရှင်ကတမင်တကာထောက်ဖို့တွေကိုမယုံအောင်လို့သူတို့ဘက်ကနေပြီးတော့စိုက်ွားတွေနဲ့အယောင်ဆောင်ပြီးဝင်လာတာတွေရှိပါတယ်ဒီနေရာမှာဉာဏ်ပညာအပြည့်အဝဖြစ်တဲ့အတွက်ကြောင့်မကောင်းတဲ့လူတယောက်တွေ့တာနဲ့ကျန်တဲ့အလုံးထောက်ဖို့တွေကလည်းဒီလိုပဲဟေ့ဆိုတဲ့အာမျိုးမျိုးတို့မလုပ်ပါနဲ့ဒါဒေါ်လန်ရေးအတွက်ကြတော့အန္တရာယ်ဖြစ်ပါတယ်မိမိတို့တယောက်ကိုတစ်ထောင်ထောက်ပံ့ရင်းဟာလူတတန်းထောက်ပံ့ရင်တန်းတစ်ထောင်ဖြစ်တယ်စူပေါင်းအားဟာအဲ့ဒါပါပဲဟောငါဒီတစ်ထောင်မထောက်ပံ့လိုက်လို့ဘာဖြစ်မှလဲလို့အဲ့လိုမလုပ်ပါနဲ့ မိမိကဒီတစ်ထောင်မထောက်ပံ့ဘူးဟေ့ဆိုရင်နောက်တစ်ယောက်ကလည်းမထောက်ပံ့ဘူးနောက်တစ်ယောက်ကလည်းမထောက်ပံ့ဘူးဟေ့ဆိုရင်လူတစ်တန်းဆိုင်းလင့်လုံးတိုင်းရင်အန်ထောင်အားနေသွားပါဒါကြောင့်မလို့မိမိတို့ကတစ်ထောင်နိုင်ရင်တစ်ထောင်900နိုင်ရင်900 200နိုင်ရင်200ထောက်ပံ့ပါတယောက်ကို200လဲလူတစ်တန်းဆိုရင်ဘန်းငွေတန်ပေါင်း200တောင်ဖြစ်တာပါတန်ပေါင်း200ဟာဟိုဘက်မှာတကယ်လုံနေကြတဲ့ကိုစင်တို့ PDF တွေ local PDF တွေအတွက်ကြတော့ important အားဖြစ်ပါတယ်ယနေ့ဒီတော်လန်ကြီးကထောက်ဖို့အင်အားမရှိတဲ့နဲ့အရေးမရှိပါထောက်ဖို့အားများလေအရေးဖြစ်လေပါယနေ့ဘာလို့လဲဆိုတော့မိစ္ဆာကောင်မြောင်းလိုင်းရဲ့လောက်ရက်တွေကို လုံးဝမကြိုက်လို့တော်လှန်နေရတဲ့ PDF တွေကအများကြီးပါပဲနော်တို့တို့စီမှာဘာဒီလိုနေတာလဲခဏပြောခဲ့တဲ့တော်လှန်မှုနော်ပစ္စည်းဘာညာအကုန်လုံးအဟုတ်ထုတ်တက်ကဲအင်ဂျီအကုန်လုံးလိုအပ်ပါတယ်တော်လှန်ရေးဆိုတာဒါတွေအလုံးပြည့်စုံမှရှေ့ကိုတို့လို့ရတာဖြစ်ပါတယ်ဒါကြောင့်ဦးဇင်းတို့အားမငယ်ပါနဲ့အချင်းချင်းအပြန်လှန်ကိုကြီးစောင့်ရှောက်ပါနော်ဘလို့ခက်ခဲပဲကြုံကြုံငါတို့ရင်ဆိုင်မြေကြော်လွားမယ်ဟေ့ဆိုတဲ့ never give up စိတ်ကအရေးကြီးဆုံးဖြစ်ပါတယ်လုံးဝလုံးဝအလျှော်မပေးပါနဲ့အလုံးအရင်ကတည်းကပုံပုံတော်လန်ရေးကိုအအောင်စိုက်ပြီးတော့တော်လန်ရမယ်ဟေ့ဆိုရင် မကြခင်အချိန်မှာနေဦးတော်လှန်ရေးပန်းတိုင်ကိုဦးစင်းတို့လှန့်ကန်နေမှာဖြစ်ပါတယ်။ဟုတ်ကဲ့ပါအခုလိုရရှိတဲ့အချိန်အတော်တွင်အချိန်လေးပါပါတော့အခုလိုရှင်းပြပေးတဲ့ဖုံဖုံအထူးပဲကျေးဇူးတင်ရှိပါတယ်။ဟုတ်ကဲ့ပါကျေးဇူးတင်ပါတယ်။ဟုတ်ကဲ့ပါကျေးဇူး